ဒီရတာနဲ့ရောဗျာနှစ်ပေါင်း40ကျော်ရက်တည်ရဲဆိုတာသံပြောပြဖို့တော့တော်တော်ခက်လေဗျာဒီငူးညံ့မှုအလုံးမင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ဒါအင်းစိန်လမ်းမကြီးပေါ့နော်ဒီဘက်ကတော့ဒါမယမ်းမြိုင်လမ်းဟိုဘက်ကတော့ယောဂီကျောင်းလမ်းပြောမလို့လို့ရှိရင်တော့ဒါတန်လမ်းမှတ်တိုင်နားမှာတီးရှိရဲ့ဆိုင်လေးတစ်ဆိုင်ကိုလာတာနှစ်ပေါင်း 50လောက်ရှိပြီလို့ကျွန်တော်သိထားတယ်။ဒီလောက်နေကြာကြီးရက်တီဖို့ဆိုတာဗျာ။စားမကောင်းမဲနဲ့တော့မဖြစ်နိုင်ဘူး။ဘလို့အရသာရရှိမလဲဆိုတာကျွန်တော်အခုစွဲတော့မှာ။ကျွန်တော်လိုက်ကြည့်ပြီရော။ဘိုင်းလေးစားတယ်။အမမင်္ဂလာပါမင်္ဂလာပါအမဒီဇိုင်းလေးကကျွန်တော်ဒါ live မှာတွေ့လို့ကျွန်တော်ဒီနေ့ကလာကြည့်ကြရအောင်ဟုတ်ကဲ့ခွင့်တာဆိုဘယ်လောက်လောက်ကြာပြီမြေပေါင်း40ကျော်ပြီမြေပေါင်း40ကျော်တစ်ချက်ခွဲ လက်ကျက်ပွဲတစ်ချက်ပွဲလက်ကျက်အဲ့ဒါမို့အဲ့ဒါတော့လမ်းမေးမှာတော့ဟုတ်ဟုတ်ဒီမှာဖွင့်လာတော့အခုဘယ်လောက်လောက်ကြာလဲဒီမှာဆိုတော့15နှစ်ကျော်ပြီပေါ့ဒီဆိုင်ကလေးတော့15နှစ်ကျော်ဟုတ် oh my god စီချက်ခောက်ဆွဲပေါ့အဲ့ဒီစီချက်ကိုမှချက်ပေါင်းနဲ့စားမလားဝမ်းနဲ့ရုံပေါင်းနဲ့စားမလားချက်သားဝတ်သားအဲ့ဒါမျိုးလည်းရတယ်ခောက်ဆွဲရှိမယ်ကြာသာရှိမယ်ဖတ်ထုတ်ရှိမယ်ကိုယ်ရေခောက်ဆွဲရပိုင်းလည်းရပါတယ်ချက်သားတော့ဝတ်သားတော့ကစွဲရတော့ဆံမြုပ်တော့မှချက်သားဆံမြုပ်ရမယ်ချက်ပေါင်းဆံမြုပ်ရမယ်ဝမ်းနဲ့ရုံပေါင်းဆံမြုပ်ရမယ်အစုံပဲအနေမကောင်းတဲ့လူတွေဒီလိုအာဟာရရှိအောင်ပေါ့နော်ချက်ပေါင်းနေပါတယ်အရန်ကောင်းပါတယ်လို့ကျက်ကလည်းကျွန်တော်ကြည့်ရတော့မြန်မာကျက်နေလားမသိဘူးမြန်မာကျက်စစ်စစ်ကိုသုံးပါတယ်လို့ဟုတ်ကဲ့ဟုတ်ပါဘူးတော့နေကြကျွန်တော်ဆွဲကြည့်လိုက်တော့ wow wow ကဲခေါ်တော့ဒါကျွန်တော်စားနေတာလေးတော့မှားပြီးွားပြီဗျာဒီဆိုင်ရဲ့ trade map ဖြစ်တဲ့ဒီချက်ပေါင်းစီချက်ကိုကျွန်တော်အရင်ဆွဲကြည့်မယ်နော် motion တော့များတာတချို့စီချက်ဆိုင်နေဆိုတော့နော်စီချက်လုံးမတောက်တောက်ကြီးရှိရဲ့ဒီကောင်လေးကတော့ ਈ ဖက်ပြီးတော့နူးညံ့ပြီးတော့တဲ့မှာစီလေးများအဲ့ပြီးတော့ ਈ ရဲ့ခံစားရတယ်ကျွန်တော်မခံစားအောင်ဗျာမကြိုးတော့ဝါးလို့ရနူးညံ့နေတာ စားကျင်တဲ့အချိန်ပုံစံမျိုးမှားလို့ရတယ်ကျွန်တော်တို့ဘော်ဘီကျင်ရောတက်သွန်ကျင်ရောကျွန်တော်နှစ်မျိုးလုံးကျွန်တော်မှားလိုက်တယ်ကျွန်တော်ခုနလက်ဆေးပြီးတာတော့တော့ကြောက်သွားလက်မဆေးဘူးဖြစ်နေမှာဆိုလို့ကျန်ရမှတယ်မကြောတုတ်ကြတော့မယ်မှာမညံလားမညံလားအော်မန်တခါရဲ့ကိုပါလာဒီကြတ်ဘွယ်ရောက်ကောင်းပစုံရတော့လေ ချင်းဆက်လေးဆိုတော့နည်းနည်း EV ရဲ့ mic ကျပောင်းရင်နဲ့သူကပြုတ်လိုက်တာကစုံရည်ပြီးတဲ့ခါကျတော့မှဒီကျက်တုံနဲ့ငရုတ်ကြီးနဲ့ပြန်လုံးပြီးတော့တုတ်လိုက်တဲ့ခါကျတော့ဒီကစုံရည်ရဲ့စိမ့်နဲ့အနံ့လုံးဝမရှိတော့ဘူးဒီကောင်လေးကတော့နံရုတ်ဖတ်တုတ်စီကြပေါ့နော်လာတာနည်းနည်းထမင်းစားချင်းဖြစ်သွားတော့အခုတပြေးနဲ့ဒီကကြာလာဒီတော့ဟိုနေကျွန်တော်ငယ်ပေါင်းတငယ်ချင်းတယောက်ရှိတယ်အတူကျွန်တော်အမြဲပြောရမယ်တူခုတက်တိမကိုင်းတတ်သေးဘူးလေဘလော့ဂါလုပ်ပြီးပါညာလေဒီလို အတင်ပေးရပဲဒါပေမဲ့အဲ့လိုဂိုင်ပြီးစားရင်ကျွန်တော်အားမရဘူးလို့ခံစားဟုတ်တော့ဗျာပြန်ပြောပြဖို့တော့တော်တော်ခက်လိမ်မယ်ဗျာဒီညဉ့်ညံ့မှုကြီးဆွဲလိုက်တဲ့အချိန်မှာရှုပ်နဲ့ရှုပ်နဲ့ပါလာဒီမှာနံရိုးလိုက်တဲ့အချိန်မှာခုသားရဲ့လိုကန်ပြီးရိုက်ချရင်တော့ရိုက်ချလို့ရတော့ဒီရတာနဲ့ရအောင်ဗျာနှစ်ပေါင်း၄၀ကျော်ရက်တည်ရဲဆိုတာသစံဘာ ်တာတော့ဟာတော့ကြီးရလဲကောင်းကဲခေါ်တော့ဒီမှာအယိုးတခြားသားတခြားဖြစ်သွားမယ်ဆိုတာဒါမျိုးပြောရတယ်ထွက်ဒီမှာအယိုးတွေပဲကျန်တယ်သားတွေကတော့ပိုက်တယ်ရောက်ပါဆံပြုံလေးလည်းကျွန်တော်နည်းနည်းကြီးညံတော့ကြောင့်မှားရတယ်ဒီကောင်ကတော့လေသူကချက်ပေါင်းဆံပြုံပေါ့နော်မျိုးကောင်းထဲတာကြိုက်တယ်ပြီးလို့ရှိရင်အကျက်ဥရဲ့ပြင်အကြကွေးဒီမှာတော့မရှိတော့ဘူးကျက်ပြုတ်ရင်းနဲ့လှုပ်ထားတော့တကယ်ကိုစက်သားနဲ့အဲ့မွမွေးလေးကလုံးဝဝင်သွားရတာစားလိုက်တာ ကဲဒီနေ့ကျွန်တော်လာစာဝါရေးဆိုင်လေးကတော့အနေစုပ်ပေးမယ်ရွှေထုတ်တဲ့များပွားလို့တင်စားမယ်ဆိုင်လေးတစ်ဆိုင်ဖြစ်တယ်ကိုဦးဂျပန်စီရဲ့ဆိုင်ပဲဖြစ်ပါတယ်ကျွန်တော်စားပြသွားသလိုအရာသာရှိတဲ့အရာသာကောင်းဖို့နဲ့အရာသာမိန်နဲ့အစားအသောက်တွေကို bro ဝါတယ်ပြေစားမှာပဲဖြစ်ပါတယ်ဒီဆိုင်လေးရဲ့လိပ်စာကတော့ကျွန်တော်တို့ဒါအင်းစိန်လမ်းမကြီးပေါ့နော်တန်လမ်းမှတ်တိုင်ရဲ့အရှိတက်တဲ့ပုံမှာပြီးတော့သူ့ရဲ့ဒေနာမှာဆိုလို့ရှိရင်မယမ်းမြိုင်လမ်းရှိတယ်ဟိုဘက်မှာဆိုလို့ရှိရင်တော့ယောဂီကြောင်းလမ်းပေါ့နော်ယောဂီကြောင်းလမ်းရဆောင်တိုးလေးမှာတရှိပါတယ် ဆိုတော့ကျွန်တော်ကနောက်ပတ်နောက်ပိုင်းမှာဘလို့ဆိုင်နေဘလို့နေရဘလို့စားသောက်တွေထပ်ပြီးတော့စောင်းမျိုးဆိုတော့ဆက်ပြီးတော့စောင်းမျိုးကြီးရှုပေးကြပါအောင်ညကြီးရှုအပိတ်ကြတဲ့ရောက်စီတိုင်းရောက်စီတိုင်းရောက်စီတိုင်းအဲ့ရောက်စီတိုင်းကိုကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အခုတော့ဒီပိုင်းမှာနှလုံးနေပဲနှုတ်ဆက်ခြင်းပါဗျာအားလုံးပဲစားကောင်းကျမ်းပါကြပါစေခင်ဗျာဘိုင်ဘိုင်